အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးဖို့ကြွေးချက်ထားတဲ့ပုံမြင်လေးကတော့ဆောင်းရောက်ဒီမှာစင်ရဲသားအင်ကိုမဖိတ်ခေါ်ပဲရောက်ရှိလာခဲ့တဲ့ဧည့်သည်များဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့ assistant တင်ဆက်သူအန်နာပါရောင်မူကတော့သူ့ရဲ့အင်ငယ်လေးတင်မှာသူ့ရဲ့မိန်းမခလေးနှစ်ယောက်သူ့ရဲ့မိခင်ဖြစ်သူနဲ့အတူတူနေထိုင်နေခဲ့ပါတယ်ဆောင်ရသည့်အရန်ကိုအေလွန်ရဲ့အတွက်အလုံးကလည်းမီးလုံနေခဲ့ကြပါသည် အေးလိုက်တာမမေရဲ့အေးလိုက်တာဘိုက်လဲစားတယ်နော်အေးပါတရားကြရင်တော့ငါတို့အားလုံးအတူတူဘိုက်အဝထမင်းစားနိုင်မယ်နေ့ဆိုတာရောက်လာလိမ့်မယ်လင်ပါဖြစ်လို့ခလေးတွေအရှင်မဒီလိုစကားတွေကိုပြောဆိုနေရတာလေအတိတ်ပဲမရှိဘူးဒီအေးအေးတန်တာကုံဆုံးသွားရင်တော့အရာအားလုံးအဆင်ပြေသွားမှာပေါ့စောင်းရသည်ကုန်ပြီဆိုလို့ရှင်တော့အဆင်ပြေပါပြီချွေးမလီရဲ့နော်ရာဒီကရေခလေးတွေပြောတဲ့စကားအမှန်နဲ့ဘဝကဘလောက်ပဲစိုးနေပါစေ။ထမင်းနှစ်နှစ်စားတော့ရဖို့ကအရန်အရေးကြီးတယ်။ ငါတခုခုစားဖို့အတွက်ပြင်ဆင်ပြီးပြန်လာခဲ့မယ်နော်။ရာမူးကတော့ပလုံကောက်တဲ့အလုပ်ကိုလုပ်ပါရယ်။အမိုက်ပုံမှာရှိတဲ့ပလုံတွေကိုနဲ့ရက်ကွက်ထဲမှာရှိတဲ့ပလုံတွေကိုတို့လိုက်ကောက်ပါရယ်။အရင်နေ့မှလည်းရာမူးကတော့အရန်ကိုအင်းနေခဲ့ပေမဲ့လမ်းမကြီးပေါ်မှာရှောက်သွားပြီးအလုပ်တွေလုပ်ကိုင်းနေခဲ့ရပါရယ်။လမ်းတစ်လျှောက်မှာတွေ့တဲ့ပလုံတွေကိုသူ့ရဲ့အိတ်ထဲမှာထည့်သွားပါရယ်။အထောက်ပြေးသွားခဲ့တဲ့အခါမှာတော့သူကရောင်းတဲ့နေရာကိုသွားလိုက်ပါရဲ့။ဦးလေးရေဒီမှာကျွန်တော်ပလုံကောက်ခဲ့တယ်။ အဆန်ဘလောက်ရမလဲတွက်ကြည့်ပေးပါအောင်ဗျအိမ်မှာကလေးတွေနဲ့မိန်းမကတတော်လေးကိုဗိုက်စာနေပြီဒီလောက်အေးနေရကွာငါဘာမှမရေတွက်နိုင်အောင်ပတ်စံလည်းမပေးနိုင်အောင်မနှက်ဖြံမပဲယူလိုက်တော့ဦးလေးရဲ့ပတ်စံရှော့ပြီးပေးမယ်ဆိုရင်လည်းရပါတယ်ဗျကျွန်တော်ပတ်စံတော့ပေးလိုက်အောင်ပတ်စံအရေးတကြီးလိုအပ်နေလို့ပါကလေးတွေကလည်းဗိုက်စာနေကြတယ်လေအေးပါကွာအေးပါကလေးတွေဗိုက်စာနေရဆိုလို့ရှင်တော့ပေးလိုက်မယ်နော်ရာမူးကလည်းတူကိုကျေးဇူးတင်ပြီးနောက်မှာတော့ပတ်စံယူပြီးချက်ချင်းစည်းရဲကိုထွက်လာခဲ့လိုက်ပါရဲ့ ဈေးထဲမှာဈေးအသက်သာဆုံးဖြစ်တဲ့အသီးနှံတွေကိုတူဝဲပါရီဒီနောက်ကုံဆောင်ဆိုင်ကိုသွားပြီးအညံ့ဆုံးစမ်းနေဂျုံကိုဝဲလိုက်ပါရီဝယ်စရာရှိတဲ့အားလုံးဝယ်ပြီးနောက်မှာတော့ရောင်မှုအိမ်ကိုပြန်လာခဲ့လိုက်ပါရီရောင်မှုရဲ့လက်ထင်မှာခြင်ထားတဲ့စားစရာတောက်စရာတွေအများကြီးကိုတွေ့ခဲ့ရတဲ့အခါမှာတော့မိသားစုဝင်တွေအားလုံးလည်းဝမ်းသာပျော်ရွှင်ကုန်ကြပါရီဖဖပြန်လာပြီဖဖပြန်လာပြီစားစရာတွေအများကြီးပဲဝယ်လာခဲ့တယ်ကောင်းလိုက်တာသားတို့လည်းထမင်းစားမယ်ဘလို့စားမလဲအခုမှဝယ်လာတာကကုန်ချမ်းတွေပဲရှိသေးတယ် အမေအကိုချက်ချင်းချက်ပေးမယ်ခဏလေးစောင့်တော့ရာဒီကာကလည်းမီးမွေးပြီးအများဆုံးထမင်းဟင်းကိုချက်ပြုံးလိုက်ပါရီရာမူကတော့သူ့အမေနဲ့ကလေးတွေနဲ့အတူတူထိုင်ပြီးမီးလောင်နေကြရပေါ့အထင်ခဏကြာသွားတဲ့အခါမှာတော့သူတို့အိမ်ကိုမဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေအများကြီးရောက်ရှိလာခဲ့ပါရီဟာဦးလေးအတော်ပြီးတော့ကျန်တဲ့သူတွေအားလုံးရုတ်တရက်ကြီးတခါတည်းအတူတူလာလေကြတာလားအေးဟုတ်တယ်မင်းတို့စင်ရဲလို့ငါတို့ဘယ်တော့မှလာမလဲကြဘူးဆိုပြီးတော့အမြဲတမ်းပြောနေမဟုတ်လား အဲ့ဒါကြောင့်မင်းတို့စီကိုလည်းတစ်ခေါက်လောက်သွားလဲရင်ကောင်းမယ်ဆိုပြီးတော့လာလေကြတာလေကွာဒါပေမဲ့တို့တွေငါတို့ကိုပြုစုပေးနိုင်လိမ့်မယ်လို့ငါတော့မထင်ဘူးသေးလားတို့ရဲ့အခြေအနေကိုလည်းကြည့်ပါအောင်ဘလို့စကားတွေပြောနေရလဲကျမတို့ကအဲဝတ်ကြေပြောနိုင်ပါတယ်ရောင်မှုရေဘာလို့နေရလဲအားလုံးအတွက်အမြန်ဆုံးဖျားခင်းပေးလိုက်စမ်းဦးလေးတို့အတော်တို့လာလေကြတာပဲရှင်ကျမအားလုံးတွေ့ရတာအရင်ကဝမ်းတာပြောရွှင်မိပါတယ်အားလုံးပဲခဏလေးထိုင်ကြပါအောင်နော်အေးအေးဆေးဆေးအနားယူကြပါ ကျွန်မအားလုံးစားဖို့အတွက်ထမင်းဟင်းအများဆုံးချက်ပြုတ်ခဲ့ပေးပါမယ်။ရာမူကကျန်းပြင်ပေါ်မှာပဲသူတို့မှရှိတာလေးတစ်ခုခုအများဆုံးခင်းပေးလိုက်ပါရည်။အဲ့ဒီရီအားလုံးကလည်းအဲ့ဒီမှာထိုင်ပြီးနောက်မှာတော့မီးလုံနေခဲ့ကြပါရည်။ဒီအချိန်မှာရောက်ရှိလာခဲ့တဲ့အဲ့ဒီရီကရာမူကိုစားတင်ပြီးလှောင်ပြောင်းတယောကြပါတော့ရည်။ကဲရာမူရေမင်းအရန်ဆင်းရဲတာအစင်ရောပြည့်ရဲ့လားကွာ။မင်းအရန်ပြင်းနေလို့ဆင်းရဲနေအောင်မဟုတ်ဘူးလား။လူတယောက်ဆိုတာကလေဘလောက်ထိအောင်မှပြင်းမလဲအဲ့လောက်ထိဆင်းရဲနေမှာပဲအေးဟုတ်တယ်ရာမူ မင်းဦးလေးပြောတဲ့စကားကတော့အမှန်တကယ်ပဲမှန်တယ်တိလားမင်းအသက်အရွယ်တုန်းကဆိုရင်တော့ငါတို့ဘလောက်တောင်မှကြိုးစားအားထုတ်ခဲ့ကြလဲတနိုင်သမီးအလုပ်တွေအားလုံးကိုငါတို့လုပ်ခဲ့ကြတာကြီးပဲအခုငါတို့အိမ်မှာဆိုရင်တော့အဲကောတော့တတ်ထားနိုင်သွားပြီရာသီဥတုအေးတဲ့အချိန်ဆိုရင်တော့အပူပေးစက်လည်းငါတို့အိမ်မှာရှိတယ်ကွ။ဘာဆိုရင်ပုံပန်တော့ကားမှငါတို့ရောက်နေစရာအကြောင်းကိုမရှိဘူး။မင်းတို့အခြေအနေကတော့ဒီကနေဘယ်တော့မှတက်လာကြမှာမဟုတ်ဘူးနော်။ဒီအခြေအနေမှာပဲအမြင်ရရှိနေတယ် အော်ဦးလေးရဲ့ဖယားသခင်ကကျွန်တော်ကိုလည်းကောင်းမွန်တဲ့အချိန်တစ်ခုဖန်တီးပေးမှာပေါ့ကျွန်တော်မနက်၄နာရီအစောကြီးထပြီးတော့အလုပ်သွားရတယ်လေဘဲမှသွားရတာလေပလုံတက်ောက်တာကိုအလုပ်လို့ပြောနေရလားအဲ့ဒီတွေအကုန်လုံးကလည်းရောင်မှုရဲ့အလုပ်ကိုင်းနဲ့ပတ်သက်ပြီးလောင်ပြောင်ကြပါရည်ခဏနေတော့ရာသီကားကလည်းအားလုံးကိုထမင်းကျွေးလိုက်ပါရည်အားလုံးလည်းထမင်းဝိုင်းပြီးစားတောက်ခဲ့ကြပါရည်ဒီရင်ကိုလာတာလာလေရပါထမင်းစားတောက်ရလိမ့်မယ်ဆိုရင်မျောလင်းချက်တော့ငါ့မှာရှိမကြည့်ဘူး အနည်းဆုံးမင်းတို့ငါတို့ထမင်းတွေ့ရဲဆိုတော့ဖရာသခင်ကိုကျေးဇူးတင်တာပေါ့ဘလို့ဖြစ်နေရလဲအကိုရဲ့အကိုကငါ့ရဲ့အကိုအရင်ဖြစ်ပြီးတော့ငါမိသားစုကိုလှောင်ပြောင်တယောနေစရာလားဘာဖြစ်လို့လှောင်ရမှာလဲငါအမှန်တရားကိုပြောနေရလीငါတို့အားလုံးအတူတူပဲဒီအိမ်ကိုလာတာလာတာထမင်းစားရလိမ့်မယ်လို့လုံးဝမထင်ထားဘူးပြောဆိုပြီးနောက်မှာတော့အားလုံးကမွေးကလေးကမစားမတောက်ခဲ့ရတဲ့အငတ်အပြတ်တွေလိုမျိုးစားတောက်ခဲ့ကြပါရဲ့နင်တို့အိမ်မှာတနတ်ချင်းတွေပါရင်မရှိဘူးလားဟလားငရုတ်သီးအချင်းပဲဖြစ်ဖြစ် ဒါမှမဟုတ်တရသည့်အချင်းပဲဖြစ်ဖြစ်ငါတို့ပေးစမ်းမအောင်ပြီးရင်တော့ချွေးမလေးရေနောက်ထပ်ရိုတီတွေယူလာခဲ့ပေးစမ်းမအောင်ဟုတ်ဟုတ်ကဲ့အိမ်မှာတနက်ချင်တိတ်ထားတာမရှိပါဘူးဦးလေးကြီးရဲ့ကျမငရုတ်တီကြောထားတာယူလာခဲ့ပေးမယ်နော်ရိုတီတွေလည်းထပ်ပြီးတော့ယူလာခဲ့ပါမရှင်အေးဟုတ်ပြီချွေးမလေးငါအတော့လဲနောက်ထပ်ရိုတီ၅ချက်ယူလာခဲ့ပေးပါအောင်ရာဒီကာကတော့မိဖို့ခံတဲ့ဝင်သွားပြီးရိုတီတွေသွားယူနေပါတယ်ရာဒီကာရဲ့ခလေးတွေကတော့အခုအချိန်ထိဘာမှမစားရဘဲနဲ့ကြီးနေခဲ့ကြရပါတယ် ။ဆွေမျိုးတွေကပဲအာပါတရားစားတောင်းနေကြကြတာပါ။ရာဒီကာကဘလောက်ပဲရိုတီတွေကိုယူလာခဲ့ပေးပါစေသူတို့ဘိုင်းမဝနိုင်ခဲ့ကြပါဘူး။ဒီလိုနဲ့သူတို့ချက်ပြောက်ထားတဲ့ထမင်းဟင်းတွေအားလုံးကောင်းသွားခဲ့ပါရဲ့။စားတောင်းလို့ဘိုင်းဝသွားခဲ့တဲ့အခါမှာပြောကြပါရဲ့။ထွေးမလေးရင်နေလဲအရင်တုန်းကငါတူလိုမျိုးအရန်ပြင်းနေနေတူရယ်ထမင်းကောင်းကောင်းလည်းမချတ်တတ်ဘူးစားရလဲနေရငရုပ်သီးလဲနေရမဆလာကိုလည်းတေးသေးချာချာမထဲတတ်သေးဘူးအော်ဦးလေးရယ်ပထမရက်ကပြောပါလား ီနောက်အားလုံးကလည်းစကားတွေပြောဆိုနေခဲ့ကြပါတယ်။ဒီအချိန်မှာတယောက်ယောက်ကတကားလာခောက်ခဲ့ပါတယ်။တကားရှိမှရနေခဲ့တာကတော့အသက်ကြီးနေတဲ့အဖိုးအကြီးတယောက်ဖြစ်ပြီးသူရဲ့ဆယ်နှစ်အရွယ်ကလေးလေးနဲ့အတူရှင်နေတာပါ။ကုလေးကြီးရဲ့ဘယ်သူများလဲမသိဘူးရှင်။တမီးလေးရဲ့ငါတို့ကရွာတရွာကနေပြီးတော့ခရီးထွက်လာကြတာပါ။ညာလေအရန်မိုးချုံနေပြီလေအပြင်မှာအေးကလည်းအေးနေရဲ့အဲ့ဒါကြောင့်ငါတို့ကိုအိမ်မှာခဏလောက်အနားယူခွင့်ပေးမယ်ဆိုရင်တော့အဆင်ပြေသွားတာပေါ့ငါရဲ့ကလေးနေမကောင်းဖြစ်သွားမှာစိုးလို့ပါ လာပါရှင်အင်တဲကိုဝင်ခဲ့ပါဟုတ်တယ်ဟုတ်တယ်အပြစ်မအရောက်အေးနေရရာဒီကာကလည်းအဲ့နေပြီကိုအင်တဲခေါ်ဆောင်လာခဲ့လိုက်ပါတယ်မီးမွေထားတဲ့အတွက်ကြောင့်မလို့နှစ်ယောက်လုံးကလည်းထိုင်ပြီးမီးလုံခဲ့ကြပါတယ်အော်ဦးလေးကြီးရဲ့ခနာကိုတစ်ခုလုံးကအေးလုံးလို့ဖြူဖက်ဖြူရော်တောင်ဖြစ်နေပြီကဲရာဒီကာရေးတော့ဦးလေးကြီးအတွက်ရေးတစ်ခွက်ခတ်ခဲ့ပေးပါဦးရာဒီကာအမြန်ဆုံရှင်နှွေးအိုးတော့တင်လိုက်ပါတယ်တစ်ဖက်မှာဆွေမျိုးတွေကတော့သူတို့ကိုထပ်ပြီးကဲရဲပြန်ပါတယ် မင်းတို့စင်ရံသားတွေကတကယ်ပါပဲကွာမတည့်ရဲ့သူတွေကိုအိမ်သေးပေးဝင်နေတခုခုဖြစ်သွားမှာငါတို့အဆုံမဆုံနဲ့ကျွန်တော်တို့အားလုံးကလူသားတွေပါမတည့်ရင်လည်းအကူအညီပေးရမယ်လေအသက်ကလည်းကြီးနေပြီချမ်းလုံးလုံးဘယ်တော့တောင်းရှင်နေရကိုအကူအညီပေးရမှာပေါ့ဧည့်သည်ဆိုတာကဖျားသခင်နဲ့အတူတူပဲဒုက္ခရောက်နေတဲ့ဧည့်သည်တွေကိုအကူအညီပေးရမယ်အေးပါမင်းကြိုက်တာလုံးငါတို့ကတော့ပြန်တော့မယ်အားလုံးကလည်းစားတောက်လုံးဝသွားတဲ့အခါမှာပြန်တော့ခဲ့ကြပါလေ ဒီအချိန်မှာရာဒီကာကလည်းတယောက်ကြားရာမှုကိုမိဖို့ကံနဲ့ခေါ်သွားလိုက်ပါတယ်။ကြည်ပေါင်ရှင်ရှင်စားတော့ဖို့အတွက်ပစ္စည်းတွေအများကြီးယူလာခဲ့တယ်ဆိုပေမဲ့ကုန်ပြီ။အခုအိမ်မှာဧည့်သည်နှစ်ယောက်ကရှိသေးတယ်။သူတို့ကိုကြွေးဖို့အတွက်တောင်ဘာမှမကြံတော့ဘူး။အခုဘယ်လိုလုပ်ကြမလဲ။ဒီမှာရိုတီလေးချက်ကြံသေးရဲ့လေ။ဒုက္ခပဲနေမကောင်းဖြစ်နေတဲ့ဧည့်သည်တွေကိုရိုတီအချောက်ကြွေးမလို့လား။ရှင်းဆွေမျိုးတွေကဒီလောက်တောင်မှပြောဆိုသွားကြတာ။အခုဧည့်သည်ကိုကျမတို့ရိုတီအချောက်ကြွေးလို့သူကျင်းစာတိုက်တွိုင်းဘယ်လိုလုပ်မလဲ။ ဘလို့မစို့ငါတို့အိမ်ကိုရောက်လာတဲ့ဧည့်သည်ကိုတော့ငါတို့ကြွေးရမယ်ငါတို့မှရှိတာလေးကိုပဲကြွေးမှာပေါ့ကွာမင်းအမြဲဆုံးကြောက်တော်နီလှီးထားလိုက်တော့ဒီလိုနဲ့တို့လေမျိုးနှစ်ယောက်လုံးကလည်းဧည့်သည်တွေစားဖို့အတွက်ရိုတီတွေယူလာခဲ့ပေးပါရီရိုတီတွေကိုကြွေးလိုက်ရတဲ့အခါမှာတော့ဦးလေးကြီးနဲ့သူ့ရဲ့သားလေးကလည်းဝမ်းနဲ့လုံလုံမြေကြီးတွေကြလာခဲ့ကြပါရီဖျားသခင်မင်းတို့နှစ်ယောက်လုံးပျော်ရွှင်မှုတွေအားလုံးပေးပါစေကွာငါသားလေးလွန်ခဲ့တဲ့၄ရက်လောက်ထဲကဘာမှမစားရသေးတာ ။ငါတို့လည်းဖျားဘူးသွားမယ်ဆိုပြီးတော့ခြေလင်းလမ်းလျှောက်ပြီးထွက်လာကြတာလေ။လမ်းတစ်လျှောက်လုံးငါတို့ဘယ်သူမှအကူအညီမပေးခဲ့ကြဘူး။ဒီရိုတီအချောက်လေးတွေကငါတို့အတွက်တကယ်တန်ဖိုးရှိလာပါတယ်ကွယ်။လောကကြီးကလည်းထူဆန်းလိုက်တာကျမတို့ရဲ့ဆွေမျိုးရင်းရှာတွေကကျမတို့ကိုကဲ့ရက်နေတဲ့အချိန်မှာအကိုလူမျိုးတစ်စိမ်းတစ်ယောက်ကကျမတို့ကိုတောင်းဆိုတွေပေးနေရနော်ဒီနောက်မှာဦးလေးကြီးနဲ့သူ့သားလေးစားတောက်ခဲ့ကြပါရဲ့သူတို့ကလည်းစားတောက်ပြီးတော့မီးထောင်ခဲ့ကြပြီးနောက်မှာတော့ပြန်ကန်နေမှာဦးလေးကြီးကသူ့ရဲ့အိတ်ကိုရာမူးကိုပေးခဲ့ပါရဲ့ ကဲကျော်မင်းတို့မိသားစုဝင်တွေကတကယ်အရန်သဘောကောင်းနေ။ဖယားသခင်ကလည်းစိတ်သဘောတားပြေးွားတဲ့သူကိုအကူအညီပေးပါတယ်ကွာ။ကဲကျော်ဒါလေးယူထားလိုက်ကြ။ဒါထပ်ပို့ပြီးတော့ငါမင်းတို့ဘာမှမပေးနိုင်ပါဘူး။ဘာတွေပေးနေရလဲဦးလေးရဲ့။ဦးလေးအခြေအနေပထမတွေကစိုးနေအောင်။ကျွန်တော်တို့ဘာမှမလုပ်ချင်ပါဘူး။မင်းတို့ပေးရမဟုတ်ပါဘူး။ငါ့ရဲ့သမီးလေးကိုပေးရပါရော့။သမီးလေးရေဒီအိတ်လေးကိုကင်စမ်းမအောင်။ငါထွက်သွားပြီးအခါကျရင်တော့ဒီအိတ်ကိုဖွင့်ကြည့်လိုက်နော်။ပြောဆိုပြီးဦးလေးကြီးကလည်းတူသားလေးနဲ့အတူတူထွက်ခွာသွားခဲ့ပါရဲ့။ ဒါနဲ့ဦးလေးကြီးကငါ့နာမည်ဘလို့သိရလဲ။ကဲရာဒီကရေအမြဖွင့်ကြည့်စမ်းမအောင်ဟ။ရာဒီကအေကုတ်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာဦးလေးတလုံးသာရှိပါရယ်။အော်၊ तू လည်းတက်နိုင်တာပေးသွားတာပဲ။ကဲအခုစားစရာမရှိတော့ဘူးဆိုတော့ဒီအိုးလေးထဲမှာစားထည့်ပြီးရင်ွေးတည်လိုက်အဲ့ဒါကိုပဲတောက်ပြီးအိတ်ကြမယ်။ရာဒီကာကအိုးထဲမှာရေဖြည့်လိုက်တာနဲ့အိုးကရွှေအပြည့်ဖြစ်သွားခဲ့ပါရဲ့။ဒါတော့တွေ့ကြရတဲ့အခါမှာအားလုံးအံ့အားသင့်ကုန်ကြပါရဲ့။ထူဆန်းလိုက်တာဦးလေးကြီးကငါတို့ကိုကဲတင်ပေးသွားတာပဲ ကဲကဲကဲဒါရီအကုန်လုံးကိုတနေရာမှာထားပြီးတော့ရေအိုးနဲ့ရေထပ်ဖြည့်ကြည့်ရေထပ်ဖြည့်ကြည့်တဲ့အခါမှာနောက်ထပ်ရွှေတွေဖြစ်သွားခဲ့ပါပြီကြည့်ပါဦးငါတို့အိမ်ကိုဖရဲသခင်အမှန်တကယ်ရောက်လာတာပဲဖရဲသခင်ပေးလို့ရှိရင်တော့အပြေးဝပေးတယ်ဆိုတာယုံကြည်သွားပြီအခုချိန်ကစားပြီးငါတို့လည်းဆင်းရဲဒုက္ခရောက်နေတဲ့သူဆင်းရဲတွေကိုအမြဲတမ်းအကူအညီပေးသွားမယ်ဒါမှဖရဲသခင်ကိုယ်တိုင်ကလည်းငါတို့ကိုအကူအညီပေးတဲ့အတွက်ခုံယူနေမှာဒီနောက်ရောင်မိုးကလည်းရွှေတွေကိုရောင်းပြီးအိမ်ဆောက်ပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုလည်းလုပ်လိုက်ပါတယ် ရာဒီကာကတော့စိုင်းတဆိုင်ဖွင့်ပြီးလိုအပ်နေတဲ့သူတွေကိုထမင်းကျွေးခဲ့ပါတယ်။ဆွေမျိုးရင်းတွေတော့မလုပ်ပေးနိုင်တဲ့ကိစ္စကိုမသိတဲ့သူတယောက်ကအကူအညီပေးသွားပြီးအားလုံးကလည်းပျော်ရွှင်စွာနေထိုင်နိုင်သွားခဲ့ကြပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဆောင်းရတီကြီးတရားပေါ်မှာနေထိုင်ကြတဲ့မိသားစုဝင်များဆော်တဲ့ပုံမြင်ပဲဖြစ်ပါတယ်။အဖေအမေအဖိုးအဖွားကဲကြပါအောင်ကဲကြပါအောင်တားဒီမှာမြစ်ထဲပြုတ်ကြတော့မယ်လောက်ကြပါအောင် ကျောက်ကပါပဲငါရဲ့ကလေးတရားပေါ်ကနေပြီးတော့ပြုတ်ကြတော့မယ်ကဲကြပါအောင်ရှင်တို့ကဲကြပါအောင်မြစ်ထဲကိုပြုတ်ကြသွားလို့ရှင်တော့ကျောက်ခရောက်တော့မှာပဲသူကအခုမှငငယ်လေးပဲရှိသေးတာရေတောင်ကိုတတ်ရှာတာမဟုတ်ဘူးငါနဲ့ကိုဘဏ္ဍာကျိုင်လောက်ပြောခဲ့လေကလေးတွေကိုတသိတစ်ချာစောင့်ကြည့်ထားပါဆိုနေမှာငါတို့ကတရားပေါ်မှာနေထိုင်ကြရတာလေကလေးကစော်ကစားနေရင်အချိန်မကျွေးပြုတ်ကြသွားနိုင်တယ်ဒီလောက်အန်ဒီရများတော့ကိုဘာဖြစ်လို့မစောင့်ကြည့်ကြရတာတော့ချွေးမလေးရေနေအတော့ကိုမကြဘူးနေအတော့မကြလို့ဒါတွေဖြစ်ရတာတိလား မိုဟန်ရဲ့မိသားစုဝင်တွေကတော်တော်လေးဆင်းရဲရှာပါရီသူတို့အားလုံးကတော့တရားဒစင်းပေါ်မှာအဲလေးထိုးပြီးနေထိုင်နေခဲ့ကြပါရီဒေသရာကတော်တော်လေးကိုဟောင်းနေခဲ့ပါပြီဒါကြောင့်ဒီနေရာကနေဘယ်သူမှဖြတ်သွားဖြတ်လာမလို့ကြတော့ပါဘူးသူတို့ကလေးကိုကဲတင်ဖို့ပြေးလာခဲ့တဲ့အချိန်မှာကလေးကတော့မြစ်ထဲပြုတ်ကျသွားခဲ့ပါရီမင်းတို့ကလည်းကွာစကားမရရန်ဖြစ်နေကြတာနဲ့ငါ့ရဲ့မိလေးရေထဲပြုတ်ကျသွားပြီမိုဟန်ရဲ့သားလေးကတော့ရေထဲပြုတ်ကျသွားခဲ့ပြီးအခုအညီအော်ဟစ်တောင်းခံနေခဲ့ပါရီ ကဲပါအောင်အဖေရဲ့ကဲပါအောင်ဦးလေးရဲ့ကဲပါအောင်တားဒီမှာရေထဲကိုနှင်းမြုပ်နေပြီကဲကြပါအောင်အကိုရဲ့ပင်ကိုကတော့ရေထဲမှာပြုတ်ကျပြီးတော့ရေနှစ်တော့မယ်ကျွန်တော်ရေကိုတက်တယ်ဆိုတော့သူ့အမြန်ဆုံးသွားခဲ့တင်ပေးလိုက်မယ်နော်မြေရေကအလင်းအမြန်စစ်စစ်နေခဲ့ပါတယ်ရုတ်တရက်ရာသီဥတုအချိန်လေးပြောင်းလဲသွားခဲ့ပြီးလေပြင်းတွေတိုက်ခတ်လာခဲ့ပါတယ်ရာဟုလ်ကလည်းမုံတိုင်းတွေပါတွေကိုဂီးမဆိုင်နေပဲနဲ့သူ့ရဲ့တူလေးကိုအမြန်ဆုံးမြစ်ထဲကနေကဲတင်ပေးခဲ့ပါတယ်ကဲမင်းရလဲကွာဘာဖြစ်လို့ကန်းဆန်နာမှာသွားပြီးတော့ဆော့ရတာလဲရေထဲပြုတ်ကျမှာပေါ့ ုတ်ကဲ့ပါဦးလေးရဲ့တားနောက်ဘယ်တော့မှအခုလိုမလုပ်တော့ပါဘူးဒါပေမဲ့တားလည်းရှောက်သွားချင်တာပေါ့ဒီနေရာမှာကကြတော့တားတော့ကလွယ်လို့ဘယ်သူမှရှိတာလည်းမဟုတ်ဘူးလေကဲလာပါမလေးရဲ့လာပါအမြန်ဆုံးခလေးကိုခေါ်ပြီးအပေါ်ကိုတက်လာခဲ့တော့မုံတိုင်းကတော်တော်လေးကိုပြင်းထန်နေပြီနောက်ထပ်လေပြင်းမုံတိုင်းတွေတိုက်ခတ်လာခဲ့လို့ရှင်တော့နှစ်ယောက်လုံးမြစ်ထဲပြန်ပြုတ်ကျသွားကြလိမ့်မယ်စိတ်ပူတယ်အမြန်တက်ခဲ့အမြန်တက်ခဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီမကြီးရဲ့ကျွန်တော်တို့အမြန်ဆုံးတက်လာခဲ့ပါမယ် ရာဟုလ်ကလည်းတုတ်တူလေးကိုခေါ်ပြီးနောက်မှာတော့သူတို့နေထိုင်နေတဲ့တံတားပေါ်ကိုပြန်တက်လာခဲ့ပါရဲ့။ကဲချွေးမလေးရဲ့အပြင်မှာလေးပြင်းမောင်တိုင်းတွေကလည်းတိုက်ခတ်နေတယ်။လေးတိုက်နေတာအရန်အေးတာပဲ။ကလေးကလည်းမြစ်ထဲပြောက်ကျသွားတာဆိုတော့အေးနေလောက်ပြီးသေးလား။ငါတို့လည်းအခုအရန်အေးနေရဲ့။ငါတို့အားလုံးတောက်ဖို့အတွက်လက်ဖေးပူပူလေးတစ်ခွက်လောက်ဖြော့ပေးပါလား။ကလေးကလည်းလက်ဖေးတစ်ခွက်ပူပူလေးတိုက်လိုက်အောင်နော်။ရှင်လက်ဖေးတောက်ချင်နေရနဲ့ပဲ။ကလေးကောင်လွှဲချနေရမှာမဟုတ်ဘူးလား။ကဲချွေးမလေးရဲ့နင်ကလေးကိုပဲခဏလေးကြည့်ထားပေးလိုက်နော်။ နင်းရခွက်ဒီလက်ဖေးတောက်ချင်နေရဆိုတော့ငါသွားဖြော်ပေးတိုင်းမယ်မဟုတ်ကြအမေရဲ့ကျမတယောက်လုံးရှိနေရဲ့ဒါနဲ့အမေကဘာဖြစ်လို့လက်ဖေးသွားဖြော်ရမှာလဲမဟုတ်ကြမလို့ပါနဲ့အမေရဲ့အမေကတော့အမေရဲ့မိလေးကိုပဲကောင်းကောင်းကြည့်ရှုပေးလိုက်ပါနော်ကျမလက်ဖေးသွားဖြော်ခဲ့ပေးမယ်အမေကအဖွားဆိုတော့သူ့ကိုကောင်းကောင်းကြည့်ရှုပေးမယ်ဆိုတော့ကိုကျမယုံကြည်ပါတယ်သူတို့ကတော့တရားအပေါ်လေးမှာပဲတဲထိုးပြီးနေထိုင်နေခဲ့ကြပြီးဒီနေရာမှာအရာအားလုံးရှိပါတယ်သူတို့ရဲ့တဲအိမ်လေးထဲမှာမိသွေးမိဖုလည်းရှိပါတယ်ဒီလိုနဲ့ သူကမိသားစုတွေအားလုံးစားဖို့အတွက်လက်ဖေးဖြော်ပေးပြီးအကြောင်းရင်းကိုလည်းကြော်ပေးလိုက်ပါရီအားလုံးကလည်းအပါတရားစားတော့ခဲ့ကြတာပေါ့နောက်တော့တဲအိမ်လေးထဲမှာပဲအားလုံးကအနားယူနေခဲ့ကြပါရီညမိုးချုပ်ဆန္ဒနာကြီးထိုးသွားခဲ့တဲ့အခါမှာတော့အရာအားလုံးတိတ်ဆိတ်လို့နေခဲ့ပါပြီဒီအချိန်မှာမြေကန်နဲ့တန်ငါးတဲ့အိုးရောက်ရှိလာခဲ့ပြီးနေတော်နေရင်းနဲ့တချင်းလဲညီးနေခဲ့ပါရီနေပေါင်းအပြင်းရနေပြီးအတန်တွေကြားနေရတဲ့တချင်းဆိုတဲ့အတန်တွေပဲဘယ်သူကများဒီအချိန်ကြီးတချင်းလာစုံနေရတာလဲ ငါတို့အတော်အန်တရယ်ရှိလားမသိပါဘူးကွာဓမြတွေဘာတွေဖြစ်နေလို့ရှင်တော့ဒုက္ခပဲနော်ငါတို့အမြန်ဆုံးအပြင်ထွက်ပြီးတွားကြည့်ကြရအောင်ဒီလိုနဲ့မိသားစုဝင်တွေအကုန်လုံးကလည်းအပြင်ထွက်ပြီးတွားကြည့်ခဲ့တဲ့အခါမှာတော့မြစ်ထဲမှာလှေတစည်းနဲ့လှေတော်ရင်တချင်းကြီးနေတဲ့တန်ခါသေးတအုပ်ကိုသူတို့တွေ့သွားခဲ့ကြပါရဲ့သူတို့အားလုံးကလည်းလှေလုံးနေတဲ့တန်ခါသေးကိုတွေ့ကြရတဲ့အခါမှာအရန်ကိုလမ်းပြန်ကုန်ကြတာပေါ့ဒါကတော့သူတို့စီကနေလူရမဲ့ဓမြတအုပ်ဖြစ်နိုင်တယ်လို့လည်းတွေးပြီးကြောက်နေခဲ့ကြပါရဲ့ နေပါအောင်အဖေနဲ့အကိုကြည့်ပါအောင်ဒါကတော့မဖြစ်နိုင်ဘူးနော်ဒီလောက်ရာသီဥတုအခြေအနေပြောင်းလဲပြီးမှုန်တိုင်းတော်မှာတိုက်ထားတာကိုတည့်ရဲသားနဲ့ဒီတန်ကားတွေကမြစ်ထဲမှာလှေလော်နေရင်းနဲ့တချင်းကြီးနေတယ်ဆိုတော့အတော်ထူးဆန်းတာပဲကျွန်တော်တို့ကကိုဟောက်ကိုဒုက္ခရောက်လာပြီးဆိုပြီးတော့ထင်နေတာသူကတော့အိမ်ွေရော်ရီမရှိလို့များအခုလိုမျိုးမြစ်ထဲမှာလှေလော်ရင်းရှောက်သွားနေရတာများလားမသိပါဘူးဒီလိုလူမျိုးတွေကိုမင်းဘာတွေကိုကြည့်ပြီးတော့ယုံကြည်နေရတာလဲညရီမိုးချောက်အပြင်ကိုထွက်လာတယ်ဆိုမှတော့လူကောင်းသူကောင်းဖြစ်နိုင်ပါမလား ။လက်မရတွေတခိုးတွေလည်းဖြစ်နိုင်ကြပဲ။ငါတို့ကရွာအဆောက်မှာရှိတာသူကရွာတဲကိုဝင်ပြီးတော့ဓမြတိုင်းမယ်ဆိုလို့ရှိရင်တော့ဘယ်လိုလုပ်ကြမလဲ။ငါတခုခုလုံးမဖြစ်မဲ့ခဏနေအောင်။ကဲကဲကဲဒီမှာကိုတန်းကားတဲ့။ခမရဒီလောက်ညရင်မချောင်းမောင်တိုင်းတွေလည်းတိုက်နေတဲ့အချိန်မှာဘယ်ဟုတ်သွားနေတာရောဗျ။ကျွန်တော်ဘယ်ဟုတ်သွားမှာလဲဦးလေးရဲ့ဒီမြက်ကကျွန်တော်ရဲ့အိမ်ပဲလေကျွန်တော်ရဲ့အခန်းငယ်လေးကတော့ဒီလေးပဲကျွန်တော်မှအိမ်လည်းမရှိပါဘူးဗျာကျွန်တော်ဒီကငါးရီကိုဖမ်းနေပြီးရင်တော့ရောင်းနေစားနေ ကျွန်တော်အဲ့လိုမပြောတာနဲ့မြစ်ထဲမှာလှေလောရင်တချင်းကြီးနေရပါမင်းတို့လူတွေအကြောင်းကကောင်းကောင်းသိတယ်ရာသီဥတုတလောက်ကြမ်းနေတဲ့အချိန်မှာဘလို့ဖြစ်ပြီးတော့လှေပေါ်မှာအသက်ရှင်နေထိုင်လို့ရမလဲကျင်းတည်တယ်မင်းကတော့ဓမြတကောင်ပဲဖြစ်ရမယ်မဟုတ်ကြဗျာကျွန်တော်လိုယောက်ျားလေးတယောက်တည်းညအိမ်မို့ချုပ်တွေ့ရတယ်ဆိုလို့ရှင်တော့အားလုံးကကျွန်တော်ကိုဓမြလို့ထင်ကြမယ်ဆိုတာသဘောပေါက်ပါတယ်ဒီအချိန်မှာမှုန်တိုင်းကအရန်ကိုပြန်ထန်လာတဲ့အတွက်သူတို့ရဲ့သဒ္ဓါကလည်းကျိုးသွားပြီးမိသားစုဝင်တွေအားလုံးရှိတဲ့ပြုတ်ကြကုန်ကြပါတယ် ကဲနောက်ဆုံးတော့ငါတို့ရဲ့ဘဝချုပ်ငြိမ်းတော့မယ်ဖြစ်နိုင်မယ်ဆိုရင်တော့နောက်ဘဝမှာပြန်ဆောင်တွေ့ကြတာပေါ့အဖိုးကလည်းတားမသေးခြင်းဘူးမိလေးရေအဖိုးတို့အားလုံးရေထဲမှာနှိမ့်မြုံနေပြီငါအသက်ရှင်နေတော့ငါ့ရဲ့မိလေးမင်္ဂလာဆောင်သွားတာကိုတော့ကြည်ကျင်သေးတယ်ဒါပေမဲ့ငါ့ရဲ့အိမ်မက်တွေအားလုံးကဒီညပျောက်ကွယ်သွားတော့မယ်နဲ့တွေ့ပါတယ်ယောက်ျားရေကျမနဲ့ရှင်နေဒီအချိန်လေးအထီးပဲကံပါလာရတယ်နဲ့တွေ့ပါတယ်ရှင်နောက်ဘဝကြရင်လည်းရှင်နဲ့ပဲပြန်တွေ့ရပါစေဆိုပြီးတော့ကျမဆုတောင်းနေမယ်နော် ဒုက္ခပါပဲအရှင်။ရာသီဥတုကဘာလို့အလောက်တောင်ဆိုးရွားလာခဲ့ရတာလဲ။တို့တမီသားစုလုံးနှစ်ကုံကြပြီ။တို့ကိုကျွန်တော်အမြန်ဆုံးကယ်တင်ပေးမှဖြစ်မယ်။တန်ခါတဲ့ကလည်းမိသားစုဝင်တွေအားလုံးတယောက်ချင်းစီကိုကယ်တင်ပေးလိုက်ပါရီ။တားလေးရဲ့ငါ့ကိုခွင့်လို့ပါ။ငါတို့ကအရန်ဆင်းရဲတဲ့အခါကျတော့လူတိုင်းကိုတန်တရားစိုက်နေပဲကြည့်နေခင်ပြရလေ။ရာသီဥတုအခြေအနေမကောင်းလို့တဲ့အတွက်ကြောင့်မို့လို့ငါရီရဲ့ပိုင်ဆိုင်မှုတွေအားလုံးကလည်းဆောင်းရှောင်းခဲ့ရတယ်။နနေပပအကြံတဲ့ပြည့်စည်တွေကိုလည်းတခိုးတွေဓမြတွေရောက်ရှိလာခဲ့ပြီးတော့လူယူသွားခဲ့တယ်။ နော်ရီရဲ့အသက်ကိုကဲတင်ပေးခဲ့တဲ့အတွက်ကြောင့်မင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ရပါတယ်ဦးလေးရဲ့ကျွန်တော်မမိသားစုမရှိဘူး။အဲဒါကြောင့်ဦးလေးကြီးရဲ့မိသားစုဒုက္ခရောက်နေတာကိုတော့ကျွန်တော်လုံးဝမကြည့်ရခဲ့ရအမှန်ပဲ။အကိုရေကျွန်တော်တို့လှေကုန်မြစ်ကန်တဲ့ဘေးမှာအများဆုံးကပ်မဖြစ်မဲရာသီဥတုအချိန်ကြီးအများဆုံးနေတာဆိုတော့လှေလည်းနှိမ့်ုံသွားနိုင်တယ်။မစိုးရင်ပါနဲ့ကျွန်တော်ရဲ့လှေပေါ်ကိုရောက်လာပြီးဆိုရင်တော့ဘာမှစိုးရင်စရာမရှိတော့ဒီမြင်းနဲ့ဒီလေကကျွန်တော်နဲ့ရင်းနှီးပြီးသား။အားလုံးကိုတော့ကျွန်တော်ရောက်အောင်လို့မြစ်ကန်ဘေးကိုပို့ပေးမယ်နော်။ တို့မြက်ကန်တဘဲကိုသွားနေခဲ့တဲ့အချိန်မှာမိုးကြိုးတွေဖြစ်လာခဲ့တဲ့အတွက်အမျိုးသမီးတွေနဲ့ကလေးတွေလမ်းဖြန်ကုန်ကြပါရဲ့ဒါပေမဲ့တန်ကားတဲ့ကတော့တဖြည်းဖြည်းချင်းမြက်ကန်တဘဲထိတို့ကိုပို့ဆောင်ပေးလိုက်ပါရဲ့အခုချိန်ထိနှင်းတွေကတော့ကြာနေတုံးပါပဲငါတို့ဘလို့မဆိုအသက်အန္တရာယ်ကတော့စိုးရင်စရာမလိုတော့ဘူးဆိုပေမဲ့အခုဘယ်မှာသွားနေကြမလဲခမရတို့အခုဘယ်ကိုသွားကြမှာလဲအခုနောက်အထိခမရတို့ဒီသရားပေါ်မှာအိမ်လေးဆောက်ပြီးရောနေနေကြတာကျွန်တော်တွေ့တယ် အခုနောက်တော့ခမရတို့ပြောတော့ရွာထဲမှာခမရတို့နေထိုင်ခဲ့ကြဘူးလေဆိုရွာဒီဥလို့ချင်းနေကြအောင်အရာအားလုံးပြက်စီးသွားတာဆိုဟုတ်လားခမရတို့သဒ္ဓါဘုံမှာနေမဲ့အစားအရင်ပြက်စီးသွားတဲ့နေရာလေးမှာပဲတဲရင်လေးပြန်ဆောက်ပြီးရောနေကြပေါ့ဘလို့မဆိုခမရတို့အိမ်ရှိခဲ့တဲ့နေရာကခမရတို့ရဲ့မြေနေရာပဲလေကျွန်တော်တို့ဘလို့နေကြမလဲဗျာကျွန်တော်တို့တွေမဟုတ်ဘူးတရွာလုံးမှာရှိတဲ့အိမ်တွေအားလုံးလည်းပြက်စီးသွားခဲ့တာตายาหลาป่านี่เนี่ยละตะคู่ก็နေပြီးတော့တင်းញိုင်းကုန်းလိုမျိုးဖြစ်သွားခဲ့ရလေလူတယောက်တောင်မနေတဲ့နေရာမှာကျွန်တော်တို့အားလုံးဘယ်လိုသွားနေကြမလို့လဲ ဘလို့မဆိုဒီနောက်မှနေရာထက်ရွာထဲမှနေရာကပိုပြီးတော့စိတ်ချလုံခြုံရတယ်လေဟုတ်တယ်ဟုတ်တယ်ဒီကောင်လေးပြောတဲ့စကားငါလည်းလက်ခံတယ်သူပြောတာမှန်တယ်ငါတို့ရွာကိုပြန်သွားကြမယ်ငါတို့မြေနေရာလေးပေါ်မှာပဲအိမ်ဆောက်ပြီးတော့ပြန်နေကြမယ်ပြီးတော့သားလေးရေမင်းနဲ့မင်းရဲ့လေကငါတို့ရဲ့အသက်ကိုကယ်တင်ပေးခဲ့ရပါပဲအဲ့ဒါကြောင့်မင်းလည်းငါတို့နဲ့အတူတူလိုက်ခဲ့ရအောင်မင်းကငါတို့ရဲ့အသက်ကိုကယ်တင်ပေးခဲ့တာဒါကကိစ္စတည်သေးလေးမဟုတ်ဘူးမင်းမှလည်းမိသားစုဝင်တွေကရှိတာမဟုတ်ကြဘူးလေအဲ့ဒါကြောင့်ငါတို့မင်းကိုတဖန်ပြန်ပြီးတော့စောက်ရှောက်ပေးမယ် တန်ကတဲ့ကလည်းသူတို့မိသားစုဝင်တွေနဲ့အတူတူရွာကိုပြန်သွားခဲ့ပါတယ်။ရွာထဲကိုဝင်သွားခဲ့တဲ့အခါမှာရွာသူရွာသားတွေကသူတို့ရဲ့အရင်မြေနေရာအလို့တွေပေါ်မှာအစဉ်ပြေတလို့တဲထိုးနေထိုင်နေခဲ့ကြပါပြီ။မနက်ကမောလင်းတော့မယ်။ခမရတို့နှစ်ယောက်ကျွန်တော်နဲ့အတူတူကြောက်ထဲလိုက်ခဲ့ကြ။ကျွန်တော်တို့တစ်တွေခောက်လာခဲ့ပြီးတော့အိမ်ကောင်းကောင်းဆောက်လုပ်ကြမယ်။ကျွန်တော်ဒီအလို့တွေကိုကောင်းကောင်းလုပ်တတ်ပါတယ်။ကျွန်တော်လှေကိုလည်းကိုယ်တိုင်းပဲလုပ်ထားတာလေ။ကောင်းတယ်ကောင်းတယ်ဒါအရင်ကောင်းတယ်။ဒီလိုနဲ့အားလုံးကလည်းကြောက်ထဲဝင်သွားခဲ့ပြီးတစ်တွေကိုခုတ်ယူခဲ့ကြပါရဲ့။ အဖေကိုခေါ်ယူပြီးနောက်မှာတော့တင်းနဲ့ခိုင်မာနေတဲ့အိမ်ကိုသူတို့ဆောက်လုပ်ခဲ့ကြတာပေါ့တဖြည်းဖြည်းနဲ့မနက်မိုးလင်းသွားခဲ့တဲ့အချိန်မှာသူတို့ရဲ့တက်သားအိမ်လေးဆောက်လုပ်ပြီးစီသွားခဲ့ပါပြီအိမ်ကတကယ်အရန်ကိုခိုင်ခန့်လွန်ခဲ့ပြီးလှပလွန်နေခဲ့ပါတယ်အေးအေးတန်ကနေပြီးတော့လဲအပြေဝါကားခွဲပေးနိုင်ပါတယ်မိသားစုနဲ့အကုန်လုံးကလည်းအိမ်တည်းဝင်ပြီးတော့နေထိုင်ခဲ့ကြပါပြီရာခင်းကြီးကလည်းအားလုံးအကျွတ်လက်ဖေးဖြောတိုက်ခဲ့ပြီးမုတ်တွေကိုလည်းလှုပ်ကျွေးလိုက်ပါတော့တယ်ဒီအချိန်မှာပဲတန်ကသေးကတခုအကြံဉာဏ်ရရှိသွားခဲ့ပါတယ် ခင်ဗျားတို့ကကျွန်တော်ကိုမိသားစုရဲ့တယောက်ဖြစ်တမလိုက်ပြီဆိုရင်တော့ကျွန်တော်ကလည်းခင်ဗျားတို့အတွက်တစ်ခုခုပြန်လုပ်ပေးခြင်းနဲ့အိမ်ရဲ့အရှိမမင်းနေရအလို့အကျေကြီးပဲပို့နေတယ်။အဲ့ဒီနေရာမှာကျွန်တော်တို့တက်သားနဲ့ဆိုင်တဆိုင်ဖွင့်ကြမယ်ဆိုရင်မကောင်းလား။ကျွန်တော်ငါးတွေကိုဖမ်းပေးမယ်လေ။အမကတော့ရွာမှာလက်ဖေးနဲ့အကြော်ရောင်းပေါ့။ဒါဆိုရင်တော့စီးပွားရေးအခြေအနေကလည်းတိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ဟုတ်တယ်သူပြောတာမှန်တယ်ငါတို့ရှေးဆက်ဘူကတခြားလုံးကြံသေးတာဆိုတော့နေထိုင်စားတော့ဖို့အတွက်စဉ်းစားရမှာပေါ့ ဒီလိုနဲ့သူတို့ကစိုင်းတစိုင်းဖွင့်ပြီးနောက်မှာတော့အကျော်နဲ့လက်ဖက်ကိုလည်းတွဲရောင်းခဲ့ပါတယ်။ရွာသူရွာသားတွေကသူတို့အိမ်ကိုတွေ့ပြီးဝမ်းသာနေခဲ့ကြပါတယ်။မနောချက်မိသားစုဝင်တွေကလည်းရွာမှာအခုဆိုလို့ရှင်တော့တစ်သားအိမ်ဆောက်လုပ်ဖို့အတွက်အော်ဒါရီအများကြီးရရှိသွားခဲ့ပါပြီ။တန်ကာတဲ့ကလည်းမနောစတိုမိသားစုဝင်တွေကိုကုညီလောက်ကင်ပေးရင်ပတ်စံအများကြီးရှာဖွေပေးသွားခဲ့ပါတယ်။အခုရွာသူရွာသားတွေအားလုံးကလည်းပျော်ရွှင်စွာနေထိုင်နိုင်သွားခဲ့ကြပါပြီ။ ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်